This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. လာပါရှင်။မြို့သားညီမျိုးရေးအစိုးရရဲ့အတံလွှတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3မှ9.5 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.3မှ9.5 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည့်ဆုံကြပါစို့။အခုချိန်ကစပြီးရေဒီယို NUG စီစဉ်နေပြီးဓာတ်ရိုက်အတံလွှတ်ပေးနေပါ ရေဒီယိုအန်ယူဂျီကိုနားတော်တာဆင်နေကြတဲ့ပရိသတ်ပေါင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘာဝပြီးစစ်အာဏာရှင်ဘေးတို့ကနေကင်းဝေးပြီးကိုယ်စိတ်မပြားချမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဝန်တော်သားတွေကဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။မင်္ဂလာညချမ်းပါရှင်။ဒီကနေ့2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ညပိုင်းရေဒီယိုအန်ယူဂျီစီစဉ်နေကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်။ ထမအောင်ဆုံးအနေနဲ့ Radio NUG စီးရေးသတင်းကောက်နှုတ်ချက်ကိုရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရရှင်။ Radio NUG သောရဆင်များမင်္ဂလာပါခင်ဗျာ။ကုချင်အစပြီး2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်။ Radio NUG ရဲ့စီးရေးသတင်းများကို ကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာ။ပထမဆုံးတင်ဆက်ပေးမယ့်စီးရေးသတင်းကတော့အစိုးရစစ်သွေးကြွတွေကိုထောက်ပံ့အားပေးကူညီနေတဲ့ BGB အချင်းပြက်ရရှိတွေကိုအရင်မယူရင်နှစ်ဖက်တင်းမမှုတွေပိုဖြစ်လာနိုင်တယ်လို့ AA3 ပေးတဲ့သတင်းပဲဖြစ်ပါတယ်။အဆုံးရောက်စစ်သွေးကြွားတွေကိုထောက်ပံ့ကူညီပြီးအားပေးအမြောက်လုပ်နေတဲ့နေချောင်းဆောင်တပ်ဖွဲ့ BGB ကအချင်းပြက်ရရှိတွေကိုဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အရင်မယူဘူးဆိုရင် နေဆက်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးထိခိုက်စေနိုင်တယ်လို့နှစ်ဖက်တင်းမမှုတွေပိုပြီးမြင့်တက်လာနိုင်စေတယ်လို့ရခိုင်တပ်တော် AA က3ပေးပြောကြားလိုက်ပါတယ်။ အစုံရောက်စစ်သွေးကြွအာစာဖွဲ့တွေအခုရက်ပိုင်းမှာအကြမ်းဖက်တိုက်ခတ်လာတဲ့လုပ်ရက်တွေနဲ့ပတ်သက်လို့စက်တင်ဘာလ28ရက်နေ့စွဲနဲ့ရခိုင်တပ်တော်ကထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။အစုံရောက်စစ်သွေးကြွအာစာအကြမ်းဖက်လက်နက်ကိုင်ဖွဲ့တွေဟာအစုံရောက်စစ်သွေးကြွဝါဒကိုအားပေးတဲ့ဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်တပ် BGB ကအချင်းပြက်ရရှိတချို့ရဲ့အားပေးထောက်ခံမှုတွေနဲ့ပူပေါင်းဆောင်ရွက်မှုတွေရရှိနေတယ်လို့သတင်းရထားတဲ့အကြောင်း AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အာဆာနဲ့ RSO အချမ်းပတ်ဖွဲ့တွေဟာစစ်ရေးထောက်ပံ့ရေးကူညီတွေကိုအပြည့်အဝရထားတဲ့အတွက် BGP စကန်တွေနီးမှာအချမ်းပတ်တက်စကန်အချို့ကိုအခိုင်အမာခြေဆိုင်တက်ဆွဲခွင့်ရနေပြီသူတို့အခြေပြုနေရာကနေအရခဒေသကိုဝင်ရောက်ပြီးအချမ်းပတ်လှုပ်ရှားမှုတွေလုပ်နေတယ်လို့အသိပေးထားပါတယ်ဒီစစ်သွေးကြွအချမ်းပတ်ဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကနေနတ်မြစ်နဲ့မယူတောင်တန်းလမ်းကြောင်းတွေကတဆင်အရခပြည်မောင်တော့ခရိုင်တွင်ဝင်ရောက်ခါနေဆက်မှာရှိတဲ့အရခတက်တော်လုံခြုံရေးစကန်တချို့ကိုတိုက်ခိုက်လာတယ်လို့ ဒေသနေအာရခပြည်သူတွေကိုလူပြတ်တဲ့နေရာတွေမှာချောင်းမြောင်းပစ်ခတ်တပ်ဖြတ်တာဖမ်းဆီးနှိပ်စက်တာအနိုင်ကျင့်ငွေညှစ်တာလူရမှုနဲ့ပြန်ပေးဆွတာတွေကိုဇက်တိုက်ကျူးလွန်နေတယ်လို့လဲဆိုထားပါတယ်။အစွန်ရောက်စစ်သွေးကြွကျမ်းဖတ်အာစာဖွဲ့ဟာအခုနှစ်စက်တင်ဘာလ16ရက်ကစပြီးရခိုင်ပြည်မောင်နှောင်းမြို့နယ်မြောက်ပိုင်းနေဆက်မိုင်းတိုင်56နဲ့58ကျားမှာရှိတဲ့0.61ဂုံးက AA ရဲ့နေဆက်လုံခြုံရေးတပ်စခန်းတစ်ခုနဲ့ဒုံညိုရွာနီးမှာရှိတဲ့ဒုံညိုစခန်းကို သိမ်းပိုက်ရယူနိုင်ဖို့စိတ်ဝင်ထိုးဖောက်တာတွေရှိခဲ့တဲ့ပြင် င်္ဂလားဘက်ခြမ်းကနေနှောက်ရက်ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ချက်ကနေအသိပေးထားပါတယ်။ဒါပြင်ခြုံခိုတိုက်ခိုက်မှုစီစဉ်ထားတာတွေ၊ drone နဲ့ဂင်းထောက်တာတွေ၊စစ်ကူလာမဲ့နေရာတချို့ကိုဖျက်တောက်ပိတ်ဆို့ထားတာတွေပါဝင်တဲ့စကမ်းသိမ်းမှုရည်ရွယ်ထားတဲ့တိုက်ခိုက်မှုမျိုးပြုလုပ်မဲ့အရေးအယံလက္ခဏာတွေစတိုက်တွေ့လာတယ်လို့လည်းဆိုပါတယ်။ဒီနယ်စပ်လုံခြုံရေးစကမ်းတွေဟာမိုးရင်းကာလမှာသွာလာရကတ်ခဲ့ပြီးအနီးမှာရှိတဲ့စကမ်းတွေကစစ်ကူလာဖို့အနှဲငယ်ကတ်ခဲ့တဲ့သဘာဝအနေအထားရှိနေတဲ့စကမ်းတွေလို့သိရပါတယ်။ အာရခတက်တော်အနေနဲ့စစ်တွင်နဲ့ကြောက်ဖြူမျိုးပါဝင်အာရခဒေသနဲ့နေမြေဆက်ဆက်နေတဲ့အခြားနေရာ၃ခုမှာဖက်စစ်ဂျမ်ဘတ်စစ်တပ်နဲ့တိုက်ပွဲတွေပြင်းထန်နေတာကိုအာဆာနဲ့ RSO ဂျမ်ဘတ်ဖွဲ့တွေကအခွင့်ကောင်းယူပြီးသူတို့အခြေစိုက်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကနေဖက်စစ်ဂျမ်ဘတ်စစ်ကော်မရှင်နဲ့အနီးကပ်ပူးပေါင်းကာ AA နဲ့နေဆက်လုံခြုံရေးတပ်စခန်းတွေကိုပူးပေါင်းတိုက်ခိုက်နေတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဖက်စစ်ဂျမ်ဘတ်စစ်ကော်မရှင်ကလည်းအာဆာနဲ့ RSO ဂျမ်ဘတ်ဖွဲ့တွေကိုလက်နက်ခဲယမ်းထောက်ပံ့တာတွေဆက်လုပ်နေစေလို့သိရပါတယ်။ စစ်သွေးကြွအာစာချမ်းပတ်လက်နက်ကင်ပွဲဟာ0.61စကန်းကိုရဖို့စက်တင်ဘာလ16ရက်ကစပြီးကြိုးပမ်းနေပြီမယ် AA ရဲ့တံပြန်ထိုးစစ်ဆင်မှုကြောင့်စကန်းကိုသိမ့်ပိုက်ရယူနိုင်တာမျိုးမရှိဘူးလို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒီစကန်းဟာ AA ရဲ့ထိန်းချုပ်မှုအောက်မှာအပြည့်အဝရှိနေတယ်လို့စကန်းဒီပေါင်းဝင်ခြင်းမှာလည်းဘယ်အချမ်းပတ်ဖုံးရင်တူတယောက်မှမရှိတော့ဘူးလို့ဆိုပါတယ်တချိန်ထဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေနေဆက်ဖြတ်ကျော်ပြီးမောင်နှောခရိုင်လေးကိုခိုးဝင်လာကြတဲ့အစွန်ရောက်ဖွဲ့တွေဟာ ဒေသခံပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်ပြီးအရသာအလောင်းတွေကိုအာရခတက်တော်စစ်ယူနီဖောင်းတွေအစားတိုးဝတ်ဆင်ပေးကရုပ်တံနဲ့ဓာတ်ပုံတွေထုတ်လွှင့်ကသူတို့ကျူးလွန်ခဲ့တာကိုဖျောက်ဖျက်ဖို့ကြိုးစားအားထုတ်တာတွေလည်းရှိတယ်လို့သိရပါတယ်။အခုလိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာအခိုင်အမာတက်စကန်ချပြီးအာရခပြည်တွင်းဝင်ရောက်ကအာရခပြည်သူတွေကိုရရဆက်ဆက်ဂျမ်းဖတ်တပ်ဖြတ်ပြီးအေအေရဲ့နေဆက်လုံခြုံရေးတက်စကန်အချို့ကိုဝင်ရောက်တိုက်ခိုက်တဲ့အစိုးရစစ်သွေးကြွအဖွဲ့ရဲ့လုပ်ရက်ကိုခွင့်ပြုတာထောက်ပံ့ကူညီတာအားပေးအောင်မြောက်ပြုနေတဲ့ အချင်းပြက် BGB ကရာရှိတွေနဲ့စစ်သွေးကြောလှုပ်ရှားမှုတွေပေါ်ထောက်ခံအားပေးနေသူတွေကိုဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အ мян ဆုံးဖော်ထုတ်အရေးယူသင့်တယ်လို့ AA ကတိုက်တွန်းထားပါတယ်။အရေးယူထိန်းချုပ်မှုမရှိဘဲအခုတိုင်ဆက်လွှတ်ပေးထားမယ်ဆိုရင်နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးထိခိုက်စေနိုင်တယ်လို့နှစ်ဖက်တင်းမာမှုကိုလည်းပုံမှန်မြင့်တက်လာစေနိုင်တယ်လို့လည်းသတိပေးထားပါတယ်။ဘင်္ဂလားဒေ့ရှ်အာရခနယ်စပ်မှာတကြောပြန်စခန်းထလာတဲ့အာစာ RSO ဂျမ်ပတ်လှုပ်ရှားမှုအနေနဲ့ဟာ အာရခဒေတာတွင်နေပြည်သူလူထုတရလုံးရဲ့လုံခြုံရေးကိုတိုက်ရိုက်ချင်းချောင်းနေုံနေမဟုတ်ဘဲဒေတာတွင်နိုင်ငံသားယင်းနှိမ့်နှံ့မှုနဲ့လာရောက်ယင်းနှိမ့်နှံ့ကြတဲ့နိုင်ငံသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုချင်းချောင်းရာရောက်နေတဲ့အတွက်နိုင်ငံကအတိုင်းဝန်နေနဲ့လည်းဒီဖြစ်ရပ်အပေါ်သေချာစောင့်ကြည့်ပြီးဝိုင်းဝန်းစောင့်ချက်ထိန်းသိမ်းပေးကြဖို့တောင်းဆိုထားပါတယ်တဆက်ထဲမှာပဲဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်းအေအေနဲ့နှစ်ဖက်ပြည်လဲစီမဲ့နီလန်းတွေကိုအများဆုံးရှာဖွေပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်တာမျိုးတွေဦးစားပေးလှုံ့ဆော်တဲ့လို့လည်းအလေးနဲ့အကြံပြုဖော်ပြထားပါတယ်ခင်ဗျာ အခုတကားတန်ရွမ်းမျိုးပေါ်လူနေရက်ွက်ကိုစစ်တပ်ကလေရင်နဲ့ပုံကျဲချတာကြောင့်အရသာတူသေဆုံးပြီးကလေးငယ်ပါဝင်5ဦးထံရရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ရခိုင်ပြည်တန်ရွမ်းမျိုးပေါ်ကလူနေရက်ွက်ကိုအချမ်းပတ်စစ်တပ်ကလေရင်နဲ့ပုံကျဲခဲ့တာကြောင့်အရသာတူသေဆုံးပြီးကလေးငယ်တွေနဲ့ကိုဝန်ဆောင်ပါဝင်အရသာ5ဦးထံရရသွားတယ်လို့ဒေသသတင်းရှင်းမြစ်တွေကပြောပါတယ်။ မနေ့ကစက်တင်ဘာလ29ရက်ည7:00နာရီခွဲဝန်းကျင်မှာအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်တာမရှိဘဲတန်ရဲမျိုးအမှတ်လေးရက်ွက်ကိုတိုက်လေရင်ဘုံနှလုံးကျဲချခဲ့တာလို့ဆိုပါတယ်စစ်တပ်ကကျဲချတဲ့ဘုံတွေကြောက်ရောက်ပေါက်ကွဲခဲ့တာကြောင့်အမှတ်လေးရက်ွက်မှာနေထိုင်တဲ့ဦးညီညီသေဆုံးခဲ့ပြီးအသက်6နှစ်ရွယ်မောင်တန့်စင်ဖြူအသက်16နှစ်ရွယ်မောင်အောင်တီဟာဆိုအသက်38နှစ်ရွယ်ဒေါခင်ခင်ထေးအသက်53နှစ်ရွယ်ဒေါခင်ထွေးနဲ့အသက်42နှစ်ရွယ်ဦးထွန်းနိုင်မင်းတို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် အကြမ်းမစစ်တဲ့ဟာမနေ့ကည8:28မိနစ်မှာတစ်ချိန်၊7:32မိနစ်မှာတစ်ချိန်နှစ်ချိန်တိတိဂျက်ဖိုက်တာနဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာလို့အာရခတပ်တော်ကအတည်ပြုပါတယ်။အကြမ်းမစစ်တဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်တွေပျက်စီးခဲ့ပြီးဒဏ်ရာရသူတွေစေကူသားမှုခံယူနေတယ်လို့သိရပါတယ်။အကြမ်းမစစ်တဲ့ကကျဲချတဲ့ဘုံသေးတွေဟာအမှတ်လေးရက်ကွက်မှာရှိတဲ့ဦးမြဟန်ရဲ့အိမ်နဲ့ဦးမဲ့လေးအိမ်မှာကြားရောက်ပေါက်ကွဲခဲ့တာလို့ရခိုင်ဒေသသတင်းတွေကိုရခိုင်ဘာသာနဲ့ဖော်ပြနေတဲ့အာရခမင်းသမီးမီဒီယာမှာဖော်ပြထားပါတယ်။ ီလေကြောင်းတက်ခတ်ခံမှုဖြစ်စဉ်မှာတေဆုံးသူနဲ့ဒဏ်ရာရသူတွေဟာမောင်ရွှေလေးကျေးရွာကစစ်ဘေးလာရှောင်တဲ့မိသားစုတွေလို့ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Leo FM ကဖော်ပြပါဗျ။ဒီဖြစ်စဉ်မှာဖောက်ခင်ဖြစ်သူဦးညီညီတေဆုံးခဲ့ပြီးကိုဝန်ဆောင်ထားရတဲ့ဇနီးဖြစ်သူဟာလည်းခန္ဓာကိုယ်အနှံ့ဘုံးစတွေထိမှန်ထားတာကြောင့်ကလေးရောလူကြီးပါအန္တရာယ်များတဲ့အနေထားလို့သိရပါဗျ။အခုနောက်ဆုံး ဒဇယ်ကရုမရွာကိုအချမ်းဘတ်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တဲ့ဖြစ်စဉ်မှာအပြစ်မဲ့အရသာ12ဦးသေဆုံးပြီး9ဦးဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရေဦးခရိုင်ဒဇယ်မြို့နယ်ကရုမရွာကိုအချမ်းဘတ်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တဲ့ဖြစ်စဉ်မှာအပြစ်မဲ့အရသာ12ဦးသေဆုံးပြီး9ဦးဒဏ်ရာရခဲ့တယ်လို့ဒေသနေပြည်သူတွေနဲ့လူခွင့်ရတောင်ဝန်ကံတွေရဲ့အတည်ပြုပြောကြားချက်ကိုကိုးကားပြီးမြို့သားညီညီရေးအစိုးရလူခွင့်ရဆိုင်ရာဝန်ကြီးဌာနကအသိပေးဖော်ပြလာပါတယ်။ စက်တင်ဘာလ26ရက်နေ့လယ်ပိုင်းမှာလေကြောင်းကနေ Jet Fighter နဲ့ပေါင်900ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့အခုလိုဖော်ပြလာတာဖြစ်ပါတယ်။တရုတ်လေတပ်ကနေတက်လာတဲ့ Jambat စစ်အုပ်စုရဲ့ Jet Fighter ဟာကလေးဝမ်းမြို့ကိုပတ်ပြီးအပြန်မှာတိုက်ပွဲဖြစ်တာမရှိဘဲကဒူးမရွာကိုလေကြောင်းကနေဘုံးကျဲတိုက်ခိုက်ခဲ့တာလို့အသိပေးထားပါတယ်။စစ်တပ် Jet Fighter ဟာကဒူးမရွာအနောက်ဘက်ချမ်းမှရှိတဲ့ဓာတ်စီဆိုင်အရှိကပြည်တော်စုလမ်းမကြီးနီးကိုပေါင်900ဘုံးတွေကျဲချခဲ့တာကြောင့်အနီးအနားမှာရှိတဲ့ပြည်မဲ့ရဲသားတွေထိခိုက်သေးဆုံးခဲ့ရတာလို့သိရပါတယ်။ မနေ့ကစက်တင်ဘာလ29ရက်ညနေ9နာရီချိန်ထိရရှိတဲ့ချက်လက်တွေအရအပြင်းမဲ့ရပ်သား12ဦးပြင်းထန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်လေးချောင်းတက်ခတ်မှုကြောင့်အဆောက်အုံ၃လုံးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်အချမ်းမဆစ်အုပ်စုဟာမတရားအာဏာလုယူပြီးနောက်ပိုင်းတိုက်ပွဲဖြစ်တာမရှိဘဲရပ်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေဇက်လိုက်လုပ်ခဲ့ရမှာလက်ရှိမှာလည်းတရားမဝင်ရွေးကောက်ပွဲတရဖြစ်လာစေဖို့ကြိုးပမ်းနေခြင်းဖြစ်တာကြောင့်ရပ်သားတွေပေါ်ဥတီတဲ့အချမ်းပတ်မှုတွေပိုပြီးမြင့်တက်လာတယ်လို့အသိပေးပါတယ် အကြမ်းဖက်စစ်အုပ်စုဟာနိုင်ငံတကာစာမျက်နှာမှာရွေးကောက်ပွဲလှုပ်ဆောင်ဖို့အတွက်တိုင်းပြည်တည်ငြိမ်နေတဲ့ပုံစံဖော်နေပြီးအတုယောင်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်ဖို့ဖိတ်ခေါ်နေပေမဲ့အခြေသားတွေပေါ်မှာအကြမ်းဖက်မှုတွေပုံမှုကျူးလွန်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ စီရေးသတင်းတွေကိုနားဆင်ကြကြရတာပဲဖြစ်ပါတယ်။အခုဆက်လက်ပြီးပြည်ရင်းသတင်းတွေကိုမျိုးဥမှိုင်ကဆက်လက်တင်ပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါတော်ရရှင်များရှင်။အခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio UNG ရဲ့ညပိုင်းပြည်ရင်းသတင်းများကိုကျွန်မမျိုးဥမှိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ပဒရပြည်ထောင်စုရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးမာကိုအစ်ချစ်ထွန်းကွဲလွန်မှုအတွက် IEC KCC နဲ့ကေနေရိုဝန်ထဲကြောင်းတွန်းလှော်ပို့တဲ့သတင်းကိုဥစွာတင်ပြပေးသွားပါမယ်။ကရင်နေပြည်လူမျိုးပေါင်းစုံပြည်သူ့လက်မြောက်ရေးတပ်ဦး KNPLF ဘုတ်ကော်မတီဝင်လက်ဖြင့်အမျိုးသားရင်ွယ်ရေးအစိုးရ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးလက်ဖြစ်သူမာကိုအီချစ်ထွန်းခေါ်ဦးချစ်ထွန်းကွဲလွန်သွားတဲ့အတွက် IEC KCC နဲ့ Ken Aero က1နဲ့ចောင်းတွင်လွှာတွေပွေးပို့ထားပါတယ်။နိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေစဉ်ကာလစက်တင်ဘာ25ရက်နေ့မှာကွယ်လွန်တိမ်ပါသွားခဲ့တဲ့အတွက်ကျန်ရစ်သူမိသားစုနဲ့ထပ်တူထက်မြတ်ခြေကွဲရပါကြောင်း1နဲ့မှတ်တမ်းရေးထိုးအပ်ပါတယ်လို့ပသက်ပြည်ထောင်စုရေးရဝန်ကြီးဌာနမိသားစုကလည်းထုတ်ပြန်ထားပါတယ်။တော်လိုင်းနဲ့နိုင်ငံရေးမိတ်ဆွေဦးချစ်ထွန်းဟာကရင်ပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF က စစ်ရေးနိုင်ငံရေးနဲ့ဆက်ဆံရေးတာဝန်တွေကို1992ခုနှစ်ကစလို့ရရချွန်ချွန်ထမ်းဆောင်ခဲ့ပြီးစစ်အာဏာရှင်တွန်လှန်ကာလ2021ခုနှစ်ဧပြီ16ရက်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရဖက်ဒရယ်ပြည်ထောင်စုရေးရဝန်ကြီးဌာနမှဒုတိယဝန်ကြီးအဖြစ်နဲ့နာကပ်ပြည်ထောင်စုအတွက်အရေးပါတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနဲ့တွန်လှန်တာဝန်တွေကိုဆွန့်ဆွန့်တမန်တာဝန်ယူဆောင်ရွက်ခဲ့သူလို့သိရပါတယ်။မာခူးအစ်ချွန်းဟာသူ့ဘဝနောက်ဆုံးအချိန်ထိ ဖက်ဒရယ်ဒီမိုကရေစီပြီးထောင်စုတည်ဆောက်ရေးလုပ်ငန်းမှာအားကျိုးမှန်တက်ဆောင်ရွက်ခဲ့တယ်လို့ကရင်နေပြည်အတွင်းဒိုင်းဒါစီလုံးငွေငွေရေးနဲ့လူငယ်ရေးရာကိစ္စတွေမှာအားပေးကူညီခဲ့သူဖြစ်တဲ့အတွက်ကရင်နေပြည်သမိုင်းမှတ်တမ်းမှာအတိမှတ်ပြုမှတ်တမ်းတင်သွားမယ်လို့ကရင်နေပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ဝန်ထမ်းကြောင့်တွင်လွှာမှာဖော်ပြထားပါတယ်။ ကရင်နေပြည်လူမျိုးပေါင်းစုံပြည်သူလက်မြောက်ရေးတပ်ဦး KNPLF ဘဟုကော်မတီဝင်အဖြစ်နိုင်ငံရေးဌာနမှထမ်းဆောင်ခဲ့တဲ့ပြင် KNPLF ရဲ့လူငယ်ရေးရာကဏ္ဍမှာလည်းဦးဆောင်ခဲ့တယ်လို့ကယောတိုင်းသာစာပင်နဲ့ရင်ကျင်းမှုဘဟုကော်မတီရဲ့ဒုဥက္ကဋ္ဌဖြစ်အမျိုးသားရေးတာဝန်တွေထမ်းဆောင်ခဲ့လို့ KSCC မှတ်တမ်းအရသိရပါတယ် ရဲဘော်မခူအစ်ချစ်ထွန်းဟာဆီအာနာရှင်စနစ်စန့်ကျင်ရင်းမြို့သားတန်းတူရင်းနဲ့စစ်မှန်တဲ့ဖရဲပီထောင်စုပေါ်ထွန်းရင်းစတဲ့တိုက်ပွဲတွေမှာမိခင်အဖွဲ့အစည်းဖြစ်တဲ့ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF နဲ့တူကြာယာကန္နာမှာပါဝင်ခဲ့တဲ့တိုက်ပေါ်တိုက်ဖက်မဟာမိတ်ခေါင်းဆောင်တအူဖြစ်လို့ကရအမျိုးသားတပ်မတော် KNA ကလည်းအတိပေးထားပါတယ် တော်လိုင်းအင်အားစုအလုံးရဲ့ပါနိုင်ဖြစ်တဲ့ပဒေဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးမှာပါဝင်ခဲ့တဲ့ပဒေပြည်ထောင်စုရေးရဝန်ကြီးဌာနဒုဝန်ကြီးမကုအချစ်ထွန်းခေါ်ဦးချစ်ထွန်းရဲ့ရည်တည်ချက်နဲ့ယုံကြည်ချက်ပေါ်မော်ကွန်းတင်ထားမှာဖြစ်ပြီးမပြီးဆုံးသေးတဲ့တော်လိုင်းနဲ့ပြည်ဆောင်ရေးလုပ်ငန်းတွေကိုဆက်လက်အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဝန်내ကြောင်းတွင်လွှာပေးပို့တဲ့အဖွဲ့အစည်းတွေကပြောထားပါတယ်ရှင်။ ဆက်လက်ပြီးအမှတ်3311တိုက်ရင်ကအခြေခံစစ်ပညာသင်တန်းအပစင်ကိုသင်တန်းဆင်ပွဲကျင်းပတဲ့တွင်ကိုတင်ပြပါမယ်။ဤသူကကွေတက်မရောအမှတ်3311တိုက်ရင်ရဲ့အခြေခံစစ်ပညာသင်တန်းအပစင်ကိုသင်တန်းဆင်ပွဲကိုလွတ်မြောက်နေတဲ့တနေရာမှာအကျဉ်းချုပ်ကျင်းပခဲ့လို့အဲ့ဒီတိုက်ရင်ကမနေ့စက်တင်ဘာ29ရက်မှာထုတ်ပြန်ထားပါတယ်ဒီတင်နာမှာကိုကာယကျမ်းမာကြန့်ခိုင်မှုရှိစေမဲ့၄ကျင့်ခန်းတွင်ခြေခံစစ်ပညာနဲ့ဆိုင်တဲ့သင်ခန်းစာ စစ်သေးတော်တွေလိုက်နာရမယ်ခြင်းဝက်တွင်နိုင်ငံရင်းနဲ့ဆိုင်တဲ့အသည့်ပင်ကားပေးတာတွေထည့်သွင်းတင်ကြားခဲ့တယ်လို့ဆိုပါတယ်ပေါ်အမျိုးသားကာကွယ်တပ်တစ်ခုဖြစ်တဲ့အမှတ်1311တပ်ရင်းရဲ့အခြေခံစစ်တင်နာအပစင်ကိုတင်နန်းစင်းပွဲကိုတပ်ရင်းကဌာနဆိုင်ရာတာဝန်ရှိသူတွေပြင်ညီနောင်တပ်တွေဖြစ်တဲ့ကရင်နီအမျိုးသားကာကွယ်တပ်ကတာဝန်ရှိသူတွေရဲဘော်ရဲဘက်တွေနဲ့ဒေသမှာရှိတဲ့ရမီရက်ဖာတွေတက်ရောက်ခဲ့ကြပြီးတင်နန်းစင်းရဲဘော်တွေကို အပိစကားပြောကြားခဲ့လို့အသိပေးထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝန်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်အောက်မှရှိတဲ့ပအိုးအမျိုးသားကာကွယ်တပ်အမှတ်3311တိုက်ရင်အနေနဲ့စစ်အာဏာရှင်နဲ့အာဏာစနစ်ဆိုးမှန်သမျှကိုတိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တဲ့အတွက်အမှတ်3311တိုက်ရင်နဲ့အတူတော်လှန်လိုတဲ့ရဲဘော်ရဲဘက်တွေကိုအဲ့ဒီတိုက်ရင်ကဖိတ်ခေါ်ထားပါတယ်ရှင်မုံရွာအမြင့်လမ်းပိုင်းအခြေအနေတွေဗီဒီယိုရိုက်ပြီးဆိုရှယ်ပလက်ဖောင်းတွေပေါ်မတင်ကြဖို့ စကိုင်းတိုင်းပြည်သူအကျိုးပြုကင်းထောက်ခွင့်ရဲ့တရီပေးတဲ့တရင်ဝင်အောင်ဆုံးတင်ပြသွားပါမယ်။စကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုဆက်သွဲသွားလာရမှာအတိတ်ကလမ်းမကြီးတစ်ခုဖြစ်တဲ့မုံရွာမန္တလေးလမ်းပိုင်းက ဘုံရွာအမြင့်လမ်းပိုက်အခြေအနေကိုဗီဒီယိုရိုက်ပြီးဆိုရှယ်မီဒီယာတွေပေါ်မတင်ကြဖို့စကိုင်းတိုင်းပြည်သူအကျိုးပြုကင်းထောက်ကွန်ရက်ဖွဲ့ကသတိပေးပြောကြားလိုက်ပါတယ်။ဘုံရွာအမြင့်လမ်းပိုက်အခြေအနေကိုဗီဒီယိုရိုက်ပြီးဆိုရှယ်မီဒီယာတွေပေါ်တင်နေကြတာနဲ့ပတ်သက်လို့စကိုင်းတိုင်းပြည်သူအကျိုးပြုကင်းထောက်ကွန်ရက်ဖွဲ့ကဒီနေ့စက်တင်ဘာ28ရက်မှာသတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။ဘုံရွာနဲ့ချောင်းဦးမြို့ကြားမှာရှိတဲ့ဘုံရွာအမြင့်လမ်းပိုက်အခြေအနေကိုဗီဒီယိုရိုက်ပြီး Facebook နဲ့ TikTok စတဲ့လူမှုကွန်ရက်တွေပေါ်တင်နေတာဟာအကြမ်းဖက်စစ်တ တက်ကိုသတင်းပေးနေတာနဲ့တူနေတယ်လို့အသိပေးထားပါတယ်။အခုလို social media reporting နေတာဟာစစ်တပ်သတင်းပေးဖြစ်မှန်းမသိဖြစ်နေတယ်လို့လည်းဘုံရွာအမြင့်သတင်းမှန်ပြန်ကြားရဲ့အဖွဲ့ကလည်းပြောထားပါတယ်။ဒါကြောင့်ဒီလမ်းပိုက်အခြေအနေတွေကို social media တွေပုံမတင်ကြဖို့ဘုံရွာအမြင့်သတင်းမှန်ပြန်ကြားရဲ့အဖွဲ့ကပြည်သူလူထုကိုမေတ္တာရပ်ခံထားပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Video UNG သတင်းထောက်ကိုခန့်မှပြဖို့ထားတာဖြစ်ပါရှင်။ ရေဒီယိုအန်ယူဂျီမှဆက်လက်အံလွှင့်နေပါတယ်။သောတာရှင်များရှင်အခုတခါစိုက်ပျိုးစည်းဝါတောင်သူစကားသံအစီအစဉ်ကိုတင်ဆက်ပေးခြင်းပါတယ်။ကမ္ဘာစံစည်းအကြမှာတောင်မခံနိုင်ပဲပြပစံစည်းကပျောက်လာဆိုတဲ့အကြောင်းအရာကိုတော့ຫນွေဦးလီပြေက တင်ဆက်ပေးထားပါလိမ့်ရှင်။ ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့စိုက်ပျိုးစည်းပွားတောင်သူစကားသံအစီအစဉ်ကိုနားဆင်ကြရမှာပါအကြမ်းဖက်စစ်တပ်အဆက်ဆက်ဖွံ့ဖြိုးတိုးတက်အောင်မဆောင်ရွက်နိုင်ခဲ့တဲ့မြမဆန်စပါးလုပ်ငန်းဟာကမ္ဘာဆန်ဈေးအကျမှာတောက်မခံနိုင်ပဲပြပဆန်ဈေးကွက်ပျောက်လာပြီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချတဲ့ဂွင်းဆက်ကြီးတစ်ခုလုံးအကြက်တဲတွေနဲ့စိုးစိုးရွားရွားရင်ဆိုင်လာရပါတယ်ဒီသတင်းကိုကိုမြင့်သူကပေးပို့ထားပါတယ်ရှင် မြန်မာတနိုင်ငံလုံးရဲ့ဈေးကွက်အကြီးဆုံးဖြစ်တဲ့ဆန်ဈေးကွက်တရှိရာရန်ကုန်မြို့ကဘီရင်နောင်နဲ့ဝါရန်ဆန်ကုန်စည်တိုင်းမှာဆန်အယောင်းဝယ်တွေအေးနေပြီးကန္နာလမ်းမှာရှိတဲ့ဆန်ဂိုဒေါင်တွေမှာလည်းဆန်တွေမယောင်းရလို့ဂိုဒေါင်တွေနဲ့အပြည့်ဖြစ်နေပါတယ်။မြန်မာဆန်ပြည်ပတင်ပို့မှုပမာဏရဲ့10နှစ်စာလောက်ဖြစ်တဲ့ဆန်တန်းစိန်24တန်းကိုအိန္ဒိယနိုင်ငံကထုတ်ရောင်းချိန်မှာဆန်တန်းတန်းပေါက်ဈေးကဒေါ်လာ100ကျော်ဈေးကျတော့ရမှာမြန်မာဆန်ကုန်တွေတွေကမ္ဘာဆန်ဈေးကွက်မှာအိန္ဒိယနဲ့ရှင်မယောင်းနိုင်တော့ပဲဆန်တင်ပို့မှုကိုရန်နာထားရတာဖြစ်ပါတယ်။ဒါကြောင့် န်တဲ့ဇကွဲမှာဇကွဲဈေးကကပုံမှန်ရှိနေတဲ့အတွက်ဇကွဲဈေးဟာစံဈေးအထက်ရောက်လာပုံကိုစံကုန်တဲ့တူကအခုလိုပြောပါတယ်စံတယ်ဘယ်လောက်ကြီးကြလဲဆိုတော့ရေလုံးဟာဈေးလဲ၁၀၀ကျော်လောက်ကြပါတော့ဟိုးရေလုံးဟာဈေးဆို၂၀၀ကျော်လောက်ကြအခုလည်းရှိတာ300အောက်ရောက်တယ်300အောက်ရောက်နေတာပထမဈေးက၄၀၀ကျော်၅၀၀ကျော်600လောက်ရောက်နေတာဖြစ်တယ်အခု300အောက်ဆိုလို့ဈေးကဈေးဈေးဖြစ်သွားတယ် မွေးလူစည်းတော့ပြောအခုစကွဲကလူဆောင်တယ်ဈေးကွက်မှာစကွဲကြီးဒီဝန်လူဘီဝန်လူဟာဈေးမြေပြီးတော့ကိုစံကြီးကစကွဲကြီးအောင်ချော်ရအောင်ကိုစံကြီးတဲ့ကွာရေလုံးအောင်ဆိုရင်စံကိုချိန်ပါဆိုလို့ ။စကွဲကိုတရုတ်ပါဝင်အာရှနိုင်ငံတချို့နဲ့ Netherlands, Belgium စတဲ့ဥရောပနိုင်ငံတွေကလည်းပုံမှန်ဝယ်ယူကြပါတယ်။ဒါကြောင့်၁၈ပေါင်ပါစကွဲတစ်အိတ်ကိုကျပ်48,500ရှိနေပြီးစံတစ်အိတ်ကတော့ကျပ်46,000ရှိနေပေမဲ့စံဈေးကွက်ကတွက်မလာပဲဈေးကျပြီးအယောင်အေးနေတာဖြစ်ပါတယ်။ ဒါအပြင်အကြံဖက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တနိုင်ငံလုံးကိုထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အခါရခိုင်ပြည်နယ်ချင်းပြည်နယ်ကအစအချို့တိုင်းနယ်ပြည်နယ်တွေမှာလည်းပြည်တွင်းစံကုန်သွယ်မှုကိုတားဆီးနေတာတွေရှိပါတယ်။ဒါကြောင့်စံပိုဒေသတွေကနေစံလိုတဲ့ဒေသတွေကိုကုန်စည်စည်းစင်းမှုပြတ်တောက်သွားတဲ့အတွက်ပြည်တွင်းစားသုံးနေတဲ့တန်းချိန်၈တန်းခွဲလောက်ကလွတ်လွတ်လပ်လပ်ကုန်သွယ်လို့မရဘဲစံပိုဒေသတွေမှာစံတွေပိတ်မိနေတာလည်းဖြစ်ပါတယ်။ဒါအပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာလည်းလူသေးဆုံးတာရွှေ့ပြောင်းလွတ်သားများဖြစ်နိုင်ငံရဲ့ချားကိုပြောင်းရွှေ့ ွားကြတာဆရာတွေကလည်းပြည်ရင်းစားသုံးမှုကိုရော့ကျသွားစေတယ်လို့စံကုံတွေကသုံးသပ်ပါတယ်။တစ်ခါမှမဖြစ်ဘူးတဲ့။ဟိုဟာဒီလိုဒီလိုသကွဲသေးကဒီဟိုဟိုဒီသကွဲသေးကဒီလိုအမုံပါတဲ့သကွဲသေးကဒီဆန်စည်းတယ်မြင့်။ကိုဆန်ဝဲလူကိုမရှိတာ။လေးတော့ဝဲဆိုလည်းရောင်းမယ်ဆိုတော့ရောင်းတဲ့လူမရှိဘူး။ဟိုဝဲဝဲမယ်လူမရှိဘူး။ဒီသကွဲထဲမှာဟိုလိုဆတ်ဆန်ဒီပါဝင်ပြန်တော့ကွာဆန်ဝယ်လို့မရှိဘူးဒီဝယ်ချင်တယ်တော့ဖျော်ပြောပြ ်ဒီဒီစားသုံးမှုကလည်းလို့ပါ။နောက်အပြင်အပြင်လကားထွက်မှုအလံကြောင်းလည်းမရှိဘူး။အဲ့ဒါကြောင့်ဒီဆံဒီဘက်ကဝယ်လို့မရှိဘူး။ဒီစဝဲသေးမြင့်နေဆိုတော့အစ်စိုးသမားကဝယ်လို့စဝဲသေးကမြင့်တယ်။ဆံဝင်ကြတော့အစ်စိုးသမားမဝယ်ဘူး။အဲ့လိုကြောင့်အဝဲသေးကကိုဆံကထွက်လာတဲ့ကြိုးကြီးတဲ့ဆံသေးကဆံအကောင့်ထဲပူစင်းပြီးဖြစ်ဖြစ် ရန်ကုန်မြို့ကလှေတန်း၊ကိုင်းတန်း၊စင်အိုတန်းနဲ့မော်တင်စတဲ့စိတ်ကန်းတွေကအေရီကပို့သမျှစံတွေရန်ကုန်ဈေးကွက်ကိုတင်ပို့ရာစိတ်ကန်းတွေဖြစ်ကြပြီးအခုလိုစံရောင်းမကောင်းလို့စိတ်ကန်းကဂိုဒေါင်တွေမှာစံတွေပုံနေတဲ့အခါစံသင်းမောတွေလည်းပုံမှန်ဆိုက်ကပ်နိုင်တာမရှိတော့ပါဘူး။ဒါပြင်ရန်ကုန်မြို့ကနေစီးဝင်စီးထွက်တဲ့အခြားကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေလည်းတဖြည်းဖြည်းကျဆင်းလာတဲ့အတွက်ကန်းနာကကုန်တင်ကုန်ချလုပ်သားတွေမှာလည်းအကျပ်တဲတွေဖြစ်လာပါတယ်။ဒီအခြေအနေကိုစိတ်ကန်းလုပ်သားတအူးကအခုလိုရှင်းပြပါတယ်။ You know what? လုံးပေါင်းတယ်ခေတ္တလာကောင်းတော့ဘူးတော့ခင်းနေညီလုံးတယ်ဒီလူနည်း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 ပါပါလားအရင်ရတဲ့ဆန်တော့အခုကပုံပြုံးခံကြတော့ဒီကနေ့ဒီကတော့လေတော့လေပဲအရင်လိုတော့မရတော့ဘူးအရင်တော့ဆိုရင်တော့အလုံးလုံးတော့အလုံးတွေကစံသိမိုးလေးတွေလည်းအေးရန်လာသွားလာအခုကျတော့လမ်းကြောင်းတွေပိတ်တာနဲ့ပုံသေးနှုံးတွေတက်တာနဲ့သူလည်းသူတို့ကလည်းမရှိပါဘူးအားကြောင့်ဘာဖြစ်လို့လဲဒုက္ခရောက်ကြတယ် လက်တလောမှာမိုးရသည်မတိုင်ခင်ဒကြံကာလာလောက်ခတဲ့ကအချောက်ကျဲစိုက်ပြိုးထားတဲ့စပားတွေပေါ်နေပြီဖြစ်ပြီးအခုလိုပြပဝဲလက်မရှိလို့စံစည်းကြတဲ့အခါစပားစည်းဟာစပားတရားသည်၃လအတွင်းတောင်သူဘီသားစုကထမင်းမစားပဲအငတ်ခံစိုက်ပြိုးမယ်ဆိုရင်တော့ရင်းနှီးထားတဲ့စိုက်ပြိုးစရိတ်အရင်အနှီးကိုတော့ပြန်မရပဲစိုးစိုးရွရွအဆုံးရှုံးနေတဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။စံစည်းကွက်ရဲ့အခြေအနေပေါ်မူတည်ပြီးနောက်ဆက်တွဲဖြစ်လာနိုင်တဲ့အခြေအနေကိုစံကုန်တဲ့တူကအခုလိုပြောပါတယ်။ စပါးသမားစိုက်မဲ့လူမရှိမှဘူးလို့အခုလေဝင်စရိတ်တော်မှာအခုလေသမားကနှစ်ခါဆိုက်ရခရူးကြိုက်လို့နှစ်ခါဆိုက်တော့အမှတစ်ခါဆိုက်ရင်သူ့ရဲ့လေဝင်စရိတ်က၅လေးဆိုသူက၁၀လေးဆိုက်ရတယ်အဲ့ဒီကပြန်ထွက်လာတဲ့စပါးကို၅လေး၆လေးဘယ်လိုမရှိဘူးအဲ့လိုပြောတော့လေရောတော့မိမလေးဆိုက်မှာမဟုတ်ဘူးအကြံဖက်စစ်တကစပားစည်းအပြင်အခြားသီးနှံစည်းတွေစိုးစိုးရွားရွားကျဆင်းနေတဲ့အပေါ်မှာတစုံတရာ တုံ့ပြန်ဆောင်ရွက်တာမရှိသေးပါဘူး ဒါပြင်2018ခုနှစ်မတ်လ6ရက်နေ့ကလေးကနိုင်ငံတော်ရဲ့အတိုင်ပင်ခံတောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူအစိုးရလက်ထက်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်တောင်သူတွေမှာအခုလိုစပါးစေးတွေကျလာရင်တောင်သူမနစ်နာအောင်အခြေခံရည်ညွှန်းစေတတ်မှတ်ထုတ်ပြန်ခဲ့တာကိုလည်းအခုနှစ်မှာထုတ်ပြန်နိုင်တာမရှိသေးပါဘူးအခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတော့ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါရဲ့ရှင် တို့ရှင်အပေါင်းတို့ရှင်ဒီနေ့ညရဲ့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့တိုင်းသားဘာသာစကားထုတ်လွှင့်မှုမှာတော့ဝါဘာသာနဲ့တပတ်အတွင်းသတင်းတွေကိုရာခေလာက တင်ပြပေးပြီးတဲ့နောက်မှာတော့ကျမတို့ရဲ့ညပိုင်းရေဒီယိုအန်ယူဂျီအစီအစဉ်ထုတ်လွှင့်မှုတွေကိုရနာတော့မှာပဲဖြစ်ပါတယ်။တို့ရှင်ပေါင်းတာယာပျော်ရွှင်ချမ်းမြေ့တဲ့ညချမ်းကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။ ំស្កលស្ញាងប្រមតាយេមេកើ Great Boy Kenki អស្មេតិក្រៃក្រុងឡៃស្តាំតវាងជួយខိုင်းក្រចាក់ផាំង NUG តូកអមយ៉ាគីឡាហេស្តាំតជីកានេអមយតាញញញយេអជូយ៉ា NUG ចចប់ចកៃមងតាទូវ៉ាឡេស៊ីឡាម៉ៃប្រមជុបជោពុជីយ៉ាង KNU ចចប់កៃបដូ Great Boy Kenki ពនឌីយូកានចោក្រៃយ៉ាបោក្រខីស្ទីមតងាផាន់សងាយប្រមជុបជោអមយតាញញយេអជូយ៉ាព្រីកាឡៃស្តាំតទី ร้องไกรยาวเก็บปอกันเลยกระดสนาในรุมไพรส่วนสังปุนกุยกระไขติ กระสนาเรียงเรียงในรุ่มปลายอังอากระบอกอบจอบในอิดยูการจอบขันกีอังอาก็เกดกุยกันเนติปนดิยูการจอบกระกุมจุนนั้นต่อไลสติโซนก่อนรับสึงเฮเลยขายแอนพันมอกระสนาเรียงเรียงก่อนรับสึงอังอาไม้ในรุ่มปลายอังอาส่งสร้างปนกุยกระอีรอมริสิมาปอติ ติงติงหลังละส่งสร้างในปนกุยกระตุกตาอิติสซนสวยปมอกระมังยามาปมอจุบจอกรุ่มไตตับแลนมันปุ่ยสุกซากส่งสร้างปนกุยกระหลอกหลอนอี ีตีพันหมอสอบสสบรอมอังอาพันหมอตับแลนอังอาก็ส่งสังปนกล้วยกระเต็บเตะีิคอมอิคอมเลยกระกลุ่มไตนอขันขีอังอาก็ส่งสังปนเอกรับลอยกละยากระเย็นกละยอกสนกราปืนเสียงไอจอตีจุจาดินักติชูสนสวีตีกระเกาะจงจงนอเกรากาปนกล้วยกระสตูรอมอยู่นันตติปนกล้วยกระทองเฮสตังราจิจิกันเน่มึงเนี่ยมาแต่อมาตาจอมูทนส่งสังปนอุดนอกระดา ลุมกุลาตมกะสนราเริงตงาพวานนกระดาเวนยูยาวกังไงลุมยูแอนประมอจุบจอกราปึงซึ่งปุ่นติต่อปุยยอรอมรีติตตีตลายปลักงอบเอปุ่นิกวิกราตองเฮพันมอกระดาเมืองอเมริกันพีทองสูกระดาเวนยูยาวคันคีกระดูลุมกุลาตมกะ พันมอกไปอยู่กันจอกระดา กุลาตมกาแต่มาตาจอมอดทนสสังปุนอุดนอกระดือดนอกีปมจุดจอกราปืนเสืองปุนติดต่อวิญญาณรำรีไม้ปุนติดอยู่กันจอลุชอบกระดสนกันจอนอกระดขีดดิมแต่งาติสงายพันหมอปุยปรยติณียุลุชอบสนตาจอมอดทนแก่นและปมกราปืนเสืองปุนติดรักวันสนยาอังเซนสุจีสนสังปุนอุดนอ មុំហមម៉ៃសុសាំពុនគួយក្រញុំអ៊ុតញុំគួយណពុនរីរកបានសុនយ៉ាអងសែនស៊ូជីហេលើខៃអានសុនតាចមូធនអងអាប្រមោះជិបចអានយូជីអជូយ៉ាប្លាក់រ៉ាស់ទួយឡៃស្តាងវងទីងតាឆាឡេអងម៉ៃប្រមោះជិបចក្រាស់ទួយម៉ៃមឹងប្លាក់ប្រៃនិងបតរាវងទីងតាមូសោអ៊ូពុនទីអះលូចៃកាណោហេផាន់ម៉ោបគួយពុនក្លំកែនណេកដារ៉ារិងតងាផាន់នំពុនឌីយូកាន់ចក្រាស់សាំងឡាងឬសុន ต่อปุ่ยดียอรำรีกระดาษโปรแกรมอินสสองปุ่นกุยกรันเน่ต่อกิรีงเรียวปลักราตาจอมูทนปุ่นดียูกันจอสังลังสนกระปชังไมกรองอินเฮ ปุ่ปต่อเรียงเรียวสนตาจอมูทนแกเน่ปุ่ปุหิติหักระลุดชอปอินประมอจุบจอกราปืนเซิงปุ่ปุหิติอยุกไกลกระดับเมืองอเมริกันกราปืนเซิงของอุยคอมเลงหุ่ยกังไงลุมยูเอ็น กระดับเวนิวยาวติดตันไลไม้ปนติอาลูเปาขันคีให้กระดับกรองกลับไปยุ่กีกระดับเวนิวยาวกระดับโปรแกรมเอ็นขันคีปลากระเมืองอเมริกันกราบบุษงของอุยคอมเลยปนติต่อตาจอมูทนเหยาะรอมรีตีพันวอกราบบุษงเอ็นขันคีมอปกุยปลากระตาจอมูทนไปปติดต่อไปเหยาะรอมรีตีขันคีแกนในปมอจุดจอไปปตันขันคีปนติต่อกี่อีเปรสง่ายติดตันไลปนติกุยกระตองให้ สตังรีจิจิกันเน่กระดาคิสติมตั้งอาทิตย์สังไงกระดาเมืองญี่ปุ่นเวงตูจูปมอจุบจอกราบุซึงปุบเอยกระดาเมืองอันกันเน่ปุ่นดิยูกันจอกระตอดปุยยอรัมรีโซนกระไลอจุยาหอติเวกระดา การจ่อเมืองเมียนมามกขนานปุ่นที่อยู่การจ่อกระต่อวิยอลุ่ชอบลักระลุ่มเมืงจะบแปนตะตีเฮท่านหมอเมืองหออจุยาแคนคียังนอกุยกระสตูรอมาย่มืงปลักปลายแม่ติงก็อังกุยกระหยัดลุปุ่นที่ไลท์เฟกกระเดเมืองมัน พันหมอนอกอปนติโตเรียงกับยาง ตับแลนมันปืนสุสซะเกรงในอังอาปลากระจูยีอังอากระเติมกระจอยอังอาปนติโตกูชื่อตะตีตะลายบนกุยกระตองย่างบุคคลนานพันหมอนายรวมปลายแขนกี้มอเคือกุยกระตองนอติกันชื่อเอ็นปะแกะกันจอนายกราปืนเมืองอังอากอพันหมอตับแลนหอแขนกี้ปนติโตลูตายแม่ตีปนติโยการจอกระตาตีกับยังยังเราวนรุมปลายแม่ติงก็อังกุยกระ หัดกะกลางมอคนาน พันมอตับแลนมันปุยสุกซัก นอกีตัวเกิติยูสปอยสลาส่วนสางไอปุ่นที่ต่อหลุดชอบหลุดกลางกับยางนอกีปุ่นที่กุยกะกุคิวเตตีปุ่นที่กุยกะตองเฮสตางปนจืดจืดกันแน่กระดะเมึงยามาคอมอุยคอมเลงกูดากูดีมอคือกุยกระผิดนายคอมอุยคอมเลงมอคนานปะมอปลักกระเกอกระซอนการจอจูจีอังอากอสสางแน่กุยกระเต็บเตเอติมอปะเต็งจือไม้มอกระบรรลูเตติตันลายปะมอจุบจอ กระบคอกระนิมสนกราเปิดเสียงปนติโตลุสติยูนันกระดาป่อเวงกุจาไม้กระดาจัดที่กุจาอังอากับยังเนี่ยจองเกินลายมอคือกุยกระหวยตับแลนมันกิดปุยมาจากปลูมอคือนานประมอกอนยมจองจะเกิดสราสรามาอังอาปนติโกรไม้ปนติยมกระกะปอกย้ำเกินลายอังอาปนติกุยกระละ ប្រាក់ឆ្លាតកាក្រងសុនកុនយ៉ាក់អង្អាកអេវ៉ៃពនទីយ៉ោតទីតន្លាយមកខណានប្រាក់កើក្រស្វានញ៉ែចងអង្អាកសសងពនគួយក្រតេបតេអេទីមកបតេងជើទទីណោះគីអាយុណានផាន់មកឡៃស្តាំងអ៊ីនមកឡៃស្តាំងបតតជិបចោពវិយូកាញ់ខាញ់ក្រចាក់ផាំងអេនយូជីប្រមោះចាញ់ពុទ្ធញ្ញាតខាន់គីថាវ៉ៃញ៉ែពីក្រងឡៃស្តាំងអ៊ីនកែណេកែវិគីក្រសហ្វ្រនសារីម៉ៃកែមកក្រផាតក្រងសំពីតទីកែស្តាំងទីមកសំពីកតពុយហេ ရေဒီယိုအန်ယူဂျီရဲ့သောတာရှင်မိဘပြည်သူများရှင်ကျမတို့ရေဒီယိုအန်ယူဂျီရဲ့မနက်၈နာရီခွဲနဲ့ည၈နာရီခွဲတနေ့နှစ်ကြိမ်လိုင်းတူထုတ်လွှင့်မှုတွေကိုအောက်တိုဘာလဆန်းကစတင်ပြီးရန်သားတော်မှာဖြစ်တဲ့အကြောင်းအသိပေးအပ်ပါတယ်ရှင်လာမယ့်အောက်တိုဘာလ၁ရက်နေ့ကစတင်ပြီးရေဒီယိုအန်ယူဂျီအစီအစဉ်တွေကို Facebook YouTube Spotify TikTok နဲ့ live. radio.ngi.org internet တို့ကနေပုံမှန်အတိုင်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက်အစီအမပြတ်နားဆင်နိုင်ကြပါကြောင်းအတိပေးတင်ပြအပ်ပါတယ်ရှင်။ဒီကနေ့ကတော့ဒီညနေပဲ radio ngi ရဲ့အစီအစဉ်တွေကိုခေတ္တရ延လာလိုက်ပါမယ်ရှင်။မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနေ့ည၈နိုင်ခွဲအချိန်မှာပြောင်းလဲဆိုပြထားပါလို့ရှင်။ radio ngi ကို မနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ16မီတာ19.7 MHz ကုကုမဂါဟတ်ဇ်ညပိုင်း၈နာရီခွဲမှာလိုင်းတူ25မီတာ17.9 MHz မဂါဟတ်ဇ်တူမှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီရှင်မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ် ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေဆိုင်မြမမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလို့အားပေးကြတဲ့ဗီဒီယိုအန်ယူဂျီဖြစ်ပါရဲ့ရှင်။အရေးတော်ပုံအောင်ရမည်။